EAEU ရဲ့အလဲကျဥက္ကဋ္ဌဖြစ်တဲ့ Belarus သမ္မတနိုင်ငံသမ္မတ Mr. Alexander Grigory Page Lukashenko ရဲ့ဖိတ်ကြားချက်အရ Minsk မြို့မှာကျင်းပမယ့်ရှုံးထချိန်ဥရောပအာရှစီးပွားရေး Forum EEF 2025တို့တက်ရောက်ဖို့အတွက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမြောင်းလိုင်းဦးဆောင်နေမြန်မာဆင်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာဇွန်လ25ရက်နေ့မနက်ပိုင်းမှာအထူးလေယာဉ်ဖြင့်နေပြည်တော်တက်မတော်လေးစိမ့်မှထွက်ခွာပါရယ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုပ်ကကြားနိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်နဲ့မြန်မာစစ်မြင့်ကိုယ်စားလှယ်အဖွဲ့အားကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးဆိုဝင်ကောင်စီအတွင်းရေးမှူးဗိုလ်ချုပ်ကြီးအောင်လင်းတွေကောင်စီအဖွဲ့ဝင်များပြည်ထောင်စုဝန်ကြီးများကာကွယ်ရေးဦးစီးချုပ်ယုံမှအစ်မြင့်တက်မတော်အရာရှိကြီးများမြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံသားမတ်ကြီးနဲ့တာဝန်ရှိသူများကလေဆိပ်မှပို့ဆောင်နှုတ်ဆက်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူကောင်စီတွဲဖက်အတွင်ရေးမှူးဗိုလ်ချုပ်ကြီးရဲဝင်းဦးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဗိုလ်ချုပ်ကြီးညိုစောဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံသားရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးတန်းဆွေယင်းနှိမ့်မြုံနယ်မှုနှင့်နိုင်ငံသားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒေါက်တာကန်စောကာကွယ်ရေးဦးစီးချုပ်ရုံမှအစင်းမြင့်တက်မတော်အရာရှိကြီးများဒုတိယဝန်ကြီးများစစ်ဘက်နယ်ဘက်မှတာဝန်ရှိသူများခီးစဉ်မှလိုက်ပါသွားပါတယ် ခီးစဉ်အတွင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဟာစတုဒ္ဒအကြိမ်ဥရောပအာရှစီးပွားရေးဖိုရမ် EEF 2025တို့တက်ရောက်ခြင်း EAEU ရဲ့အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ဘယ်လာရုစ်နိုင်ငံတမ်မရာနဲ့တီးခြားတွေ့ဆုံဆွေးနွေးခြင်း ဥရောပအာရှစီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့်တွေ့ဆုံဆွေးနွေးခြင်းစက်ရုံအလုပ်ရုံများသို့တွားရောက်လေ့လာခြင်းများကိုဆောင်ရွက်သွားမှာဖြစ်ပြီးနှစ်နိုင်ငံအစိုးရနှင့်ပြည်သူများကြားချစ်ကြည်ရေးစီးပွားရေးလုံခြုံရေးဆိုင်ရာများနှင့်ကဏ္ဍပေါင်းစုံမှမဟာဗျူဟာမြပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့် Eurasian Economic Union EAEU အဖွဲ့ဝင်နိုင်ငံများနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များကိုပုံမိုတိုးတက်ခိုင်မအောင်ဆောင်ရွက်တော်မှာဖြစ်ပါတယ်။ အဲဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုပ်ကထာနိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်နဲ့မြန်မာဆင်းမြင့်ကိုယ်စားလှယ်ဖွဲ့ဟာဇွန်လ25ရက်နေ့ညပိုင်းမှာမင်းစ်မြို့အပြည်ပြည်ဆိုင်ရာလေးစိတ်တို့ရောက်ရှိကြရာဘယ်လာရုစ်တမရနိုင်ငံဒုတိယဝန်ကြီးချုပ်နိုင်ငံသားဝန်ကြီးဌာနဒုတိယဝန်ကြီးတင့်နဲ့တာဝန်ရှိသူများ ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသမ္မတကြီးဦးတင်လင်းအောင်မြန်မာစစ်တမ်းကြီးရေလေပုံမှုချုပ်ကျော်စုဦးနဲ့မင်းမျိုးရှိမြန်မာနိုင်ငံကောင်စစ်ဝင်ချုပ်ဦးမိုးကျော်သူတို့ကလှိုင်းလဲနှွေးထွေးစွာကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။ လေစိမ့်မှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုပ်ကထာနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်အောင်ဘယ်လာရုစ်တမရနိုင်ငံနိုင်ငံတော်ကွန်ပျူတာဖွဲ့ကနိုင်ငံခေါင်းဆောင်များအားကြိုဆိုတဲ့အစဉ်လာနေညီကွန်ပျူကြိုဆိုခဲ့ကြောင်းသိရှိရပါတယ်ရှင်။